အားလုံးပဲငါပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရယ် Champion ပြည်သက်တဲ့အောင်းနေမှာပါကျွန်တော်တို့အခု transfer window ရဲ့ဒါကိုအရေးပါတဲ့အချိန်တွေရောက်တဲ့အချိန်မှာလက်ရှိမှာတော့အပြောင်းရွှေ့တွေရဲ့ဒန်ဒီတွေကဒီအပိုင်းမှာဇက်တိုက်ဇက်တိုက်ကိုဖြစ်နေတယ်အဲ့ဒါကိုမတ်ဝိကဒီအပိုင်းတွင်ကစားမ3ယောက်ကို ရှုလို့တန်းတရာနဲ့ခေါ်ယူသွားသလိုနမိတ်ချိုစူပါစတာခရစ်စတီယာနိုရိုနယ်ဒိုကလည်းအာအာသင့်ပွဲရာခန်းစားခွင့်နေနဲ့ 阿门山嘞特产多嘞，那像一些地边边嘞特产，表水的、泥巴、表水的十大片的，像马尊肉、当地沙发、表水的焦骨、姐妹水咯。那么这里嘞，我来都讲，我来都讲。 အာနာစာနဲ့2029တိစာချုပ်နှစ်နှစ်တတန်ထပ်တိုးပါတယ်စာချုပ်အစ်မှာတော့တနစ်ကိုပေါင်188တန်းဒါယူရိုတန်းညာကျော်ထိရမှာဖြစ်တယ်တပတ်ကိုသူ့ရဲ့ဝင်ငွေက ပေါင်3.4တန်းရပြီးတော့အနာဂတ်မှာအာနာစာရဲ့ပိုင်ဆိုင်ခွင့်ရှယ်ယာရဲ့15ရာခိုင်နှုန်း ownership ပေါ့လေတန်ကြီးက33တန်းလောက်ရှိမယ် ownership ကိုထည့်သွင်းရရှိမှာဖြစ်တယ်အခုရော်နယ်ဒိုရဲ့စာချုပ်အစ်မှာ signing bonus နေနဲ့ ပေါင်24.5တန်းကိုအာနာစာကထည့်သွင်းပေးခဲ့ပြီးတော့တကယ်လို့ဒုတိယရာသီရောက်တဲ့အခါမှာပေါင်38တန်းထိ signing bonus ရရှိမှာဖြစ်တယ်။ဒီချိန်ထဲမှာပဲ Cristiano Ronaldo တို့အာနာစာက twin goal တကူတို့ bonus နေနဲ့ပေါင်10000ပေးมาဖြစ်ပြီးတော့ဒုတိယရာသီမှာ အဲ့8000ကနေ20%တက်တိုးပေးဖို့သူတို့ထည့်သွင်းထားတယ်။တခါဖန်တီးမှုတစ်ချိန်လောက်တိုင်းရိုနယ်ဒိုကပေါင်4000ရရှိပြီးတော့ဒုတိယရာသီမှာအဲ့4000ရဲ့20%ထပ်ပြီးတိုးမြင့်ရရှိမှာဖြစ်တယ်။တစ်ချိန်တည်းမှာပဲဆိုဒီကလပ်အာနာဆာကိုသူတို့ဘက်ကတတ်တန်းထပ်ပိုးတဲ့အချိန်မှာဒီကေတို့ရွှေဖနက်စုရရင်ပေါင်4000အပြင်တစ်ချိန်တည်းမှာပဲချန်ပီယံစုဖလားရရင်8000ရရှိမှာဖြစ်တယ်။ အာရှချန်ပီယံလိဖလာရခဲ့မယ်ဆိုရင်တော့ပေါင်6တမ5တန်းထိရရှိပြီးတော့ခရစ်ယာန်ရိုနယ်ဒိုတို့က private jet အပါဝင်အခြားအခြားသောခံစား권တွေကိုအာနာစာကထည့်သွင်းပေးထားတာဖြစ်တယ်။ ဒါတစ်ဖက်မှာတော့ Atletico Madrid အသင်းကဇက်တိုက်ပဲကစားသမားတွေတယောက်ပြီးတယောက်ခေါ်နေတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ American Queen နဲ့ကစားမကာဒူဆူကိုဘက်တီကနေတန်း30နဲ့ခေါ်ခဲ့ပြီးတဲ့အချိန်မှာ Atlanta ရဲ့ကစားမ Matthew Rugari ကို Euro တန်း20နဲ့ထပ်ပြီးခေါ်လိုက်ပါတယ်။နောက်ဆုံးအနေနဲ့ Atletico Madrid က Villarreal ရဲ့ Spain Queen နဲ့ကစားမ Alex Barrena ကိုပါထပ်ပြီးခေါ်တယ်။ပြောင်းရွှေ့ခြေက45တန်း+အပိုစုချင်းဝင်5တန်း total တန်း90 package နဲ့ Alice Barina ကို9နှစ်စာချုပ်နဲ့တီကိုကခေါ်ပြီးတော့ကစားမ3ယောက်ကိုတပတ်အတွင်းမှာပဲတန်းတရာနဲ့ Atletico Madrid ကခေါ်ထားပါတယ်။ Bayern Munich အသင်းကလည်း Stuttgart အသင်းရဲ့တိုက်စီမှု Nick Worthy Martin ဆိုတဲ့ကစားမကိုခေါ်လိုက်ပါတယ်။ဒီကစားမကို2030ခုနှစ်တီသဘောတူညီမှုရရှိပြီးမကြာမီမှာပဲနှစ်ဖက်ကြား agreement ရရှိဖို့ရှိတယ်။ Brian Abumo က Manchester United ကိုပြောင်းရွှေ့ဖို့သဘောတူညီခဲ့ပြီးနောက် Holiday ကပြန်လာပြီးတာနဲ့တရားဝင်စစ်ဆေးမှာပါအခုလောလောဆယ်မှာ Holiday သွားနေတဲ့ Abumo ကပေါင်63တန်း package နဲ့ပြောင်းရွှေ့လာမှာဖြစ်ပြီးလာမယ့်တစ်ပတ်အတွင်းမှာတရားဝင်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်။ ချက်စီတင်ကလည်းအပြောင်းရွှေ့ဈေးကွက်မှာကစားမတွေတယောက်ပြီးတယောက်ခေါ်ဖို့ကြိုးပမ်းရင်းလင်းဒီလက်ပြီးနောက်နောက်ထပ်ကစားမတယောက်ကိုထပ်မံခေါ်ယူပါတယ်ကလပ်ဝေါကတ်အစောပိုင်းတည်းကသဘောတူညီမှုရဖို့ကြိုးပမ်းခဲ့တဲ့ဂျီမီဂန်တက်စ်ကိုပရိရှတ်တော့မန်ကနေပြောင်းရွှေ့ချေပေါင်း55တန်းနဲ့ခေါ်နိုင်ပါပါတော့မန်တောင်းဆိုတဲ့ပြောင်းရွှေ့ချေကိုပေးဖို့သဘောတူတဲ့အတွက်ဒီစားမကချက်စီနဲ့ခုနှစ်စာချုပ်ချုပ်ဆိုပြီးတော့ကလပ်ဝေါကတ်အပီမှာချက်စီကိုတရားဝင်ပြောင်းရွှေ့မှာဖြစ်တဲ့ ဘာဆိုနာကလည်းသူတို့ရဲ့လူငယ်စားမလေးလာမင်ချမာရဲ့အသက်၁၈နှစ်မွေးနေ့ပွဲမှာ gift အနေနဲ့ကျောင်းနံပါတ်၁၀ကိုတရားဝင်ဒါထုတ်ပြန်ကြေညာပြီးပေးအပ်သွားဖို့ရှိပါတယ်။ Amso Fatika Monaco ကိုပြောင်းသွားတဲ့အတွက်လာမယ့်ဇူလိုင်၁၃ရက်နေ့မှာယမားရဲ့၁၈နှစ်ပြည့်မွေးနေ့မှာ ကလပ်သင်းရဲ့ legendary ကျောင်းနံပါတ်10ကိုတရားဝင်ပေးအပ်သွားမှာဖြစ်တယ်။ပြင်သစ်နာမည်ကျော်တိုက်စစ်မှုဟောင်းကြီး Olivier Giroud ကတော့ Major League Club LAFC ကထွက်ခွာပြီးတော့အခုပြင်သစ်ကလပ် Lille ကိုပြောင်းရွှေ့မှာပါ။ Lille က Jonathan David ကိုဆုံးရှုံးတဲ့အတွက် Giroud ကိုပြန်ခေါ်ဖို့ဆုံးဖြတ်ရင်း LAFC ကနေပြင်သစ်ကို ပြောင်းဖို့ဂျမူးကလည်းလက်ခံခဲ့တာဖြစ်တယ်။ပြင်သစ်ပထမ League 1ကနေ League 2ကိုတန်းစီရတော့မဲ့ Lyon အသင်းရဲ့အသင်းကောင်းဆောင် တိုက်စင်မှု Arsenal လာကစားလေ Club ကထွက်ခွာတော့မှာပါ။ဒီလမှာကအခု34နှစ်ရှိပြီးပြင်သစ်နာမည်ကြီး Lucky သတင်းစာရဲ့ပေါ်ပြချက်ရာ Saudi Arabia တန်တက်ကလပ်အသင်းကိုပြောင်းဖို့သဘောတူပြီးတော့နှစ်နှစ်စာချုပ်နဲ့ပြောင်းရွှေ့ကစားသွားတော့မှာဖြစ်တယ်။ ဘရန်ဖို့ကလည်းသူတို့ရဲ့နီးပြတဲ့အဖြစ်ဆပီခိုဖြစ်တဲ့ခီအန်ဒရူးကိုနီးပြခံလိုက်ပါတယ်ဒီနီးပြကိုဘရန်ဖို့က၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတော့သူတို့ရဲ့နီးပြတောမတ်ဖရန့်နေရာမှာအစားထိုးခဲ့တာဖြစ်တယ်ဘရိုင်အမ်ဘူမိုကိုဆုံးရှုံးလိုက်တဲ့ဘရန်ဖိုကာဖိုင်နိုရဲ့တောင်ပန်တိုက်စစ်ကစားမဖြစ်တဲ့မီလန်ဘူကိုခေါ်ဖို့သဘောတူညီမှုရရှိပြီးအမ်ဘူမိုနေရာအစားထိုးဖို့ရည်ရွယ်ခဲ့တာလည်းဖြစ်တယ်။ Ivan Perisic ကတော့အစောပိုင်းလုံးကဘာဆိုနာကိုပြောင်းဖို့မျှော်လင့်ထားပေမဲ့ ဟန်စီဖလစ်ကနီကိုဝီလျံကိုပဲဦးစားပေးနေတဲ့ကြိုးပမ်းနေတဲ့အတွက်ကြောင့်ပါရစ်စ်ဟာ BSV Eindhoven နဲ့တက်တန်းထပ်တိုးပါပြီ2029ခုနှစ်ထိနောက်ထပ်2နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ် Atlanta ကလည်းဒါသူတို့ Matteo Rugari ကိုရောင်းထုတ်ခဲ့ပြီးနောက် Southampton အသင်းရဲ့ဒါတောင်ပံကစားမား Sulemana ကိုခေါ်ယူလိုက်ပါတယ်ဒီစားမားကို Southampton အသင်းရှိကနေ Euro 23.5သန်းနဲ့ခေါ်ယူခဲ့ပြီးတော့ ီသာမက2029ထိစာချုပ်ချုပ်ဆိုမှာပါဆောင်းအော်ဒန်ကတကယ်လို့ဆူလီမာနာကိုအတ္တလန်တာပြန်ရောင်းရင်ရောင်းရငွေ25ရာခိုင်နှုန်းကိုထည့်သွင်းဖို့သဘောတူလိုက်ပါတယ်တစ်ဖက်မှာတော့ဘန်လီအသင်းကလည်းသူတို့အသင်းရဲ့ကစားပါအသစ်ဖြစ်ဖိုင်နိုရဲ့ကစားပါဟတ်မန်ကို၄နှစ်စာချုပ်နဲ့တရားဝင် ခေါ်ယူချောင်းကလပ်သင်းကချိန်ကြပါတယ်ချိန်ထဲမှာပဲဘန်လီကတန်းစင်းသွားတဲ့အစ်ဆွစ်တောင်းရဲ့နောက်ခံလူအက်ဆယ်20ပြီးကိုပါတရားဝင် ခေါ်ယူခဲ့ပြီးသူ بله နောက်ထပ်ကစားမအသစ်ဖြစ်လာပါတယ်တစ်ဖက်မှာတော့ Everton အသင်းကသူ့ရဲ့အသင်းကောင်းဆောင် Shemesh Coleman ကိုတတ်တမ်းထပ်တိုးလိုက်ပါတယ် Everton အသင်းမှာ second နဲ့ ja ဆက်ကစားဖို့ဆုံးဖြတ်ပြီး Shemesh Coleman ကတနစ်စာချုပ်ချိုးဆိုလိုက်တာဖြစ်တယ် Leicester City အသင်းကလည်းသူ့ရဲ့နီးပြ Ruben Nesrain ကိုယာဒုကထုတ်ပယ်လိုက်ပြီးဖြစ်တယ်မနေ့ကနေ့ကတန်းစင်းသွားပြီးတဲ့ကယာဒုကထုတ်ပယ်ဖို့ပြင်ဆင်နေရင်နောက်ဆုံးမှာ Leicester City ကသူ့ကိုနီးပြယာဒုကထုတ်ပယ်ပြီးတော့အပြောင်း င်းနဲ့လုတ်ခဲ့တာဖြစ်တယ်။ဒီနေရာထဲမှာ Victor Gyokeres က Manchester United ကိုပြောင်းဖို့စိတ်ဝင်စားမှုရှိတဲ့ဆိုတဲ့အကြောင်းအပါအဝင်ချိန်ထဲမှာပဲ Arsenal က Rodrigo Azedo ရဲ့အပြောင်းရွှေ့ Tottenham Hotspur ကလည်းစာချုပ်တက်တန်းတိုးဖို့မတိကြတဲ့ Christian Romero ကို ပေါင်တန်း60တတ်မှတ်ထားလို့ Atletico Madrid ကစိတ်ဝင်စားလေရှိတယ်။ Manchester United အသင်းက Rosmer White လမ်းအပေါ် Inter Milan ကလာတဲ့ Taremi နဲ့ငွေသားကလာမှုကိုပယ်ချခဲ့တဲ့ United ရဲ့တောင်ပန်ကစားမ Sancho ကလက်ရှိအချိန်ထိ ပြောင်းရွှေ့ခြင်းသဘောတူထားပေမဲ့နာပိုလီနဲ့ဂျူဗက်တဆိုကြားမှာလစာကိစ္စဆန်ချိုနဲ့အဆင်မပြေလို့ညှိနှိုင်းနေဆဲဖြစ်တယ်ဂျိုဆေမိုရီညိုကတော့ဂျေဒန်ဆန်ချိုကိုခေါ်ယူမှုကိုလက်လျှော့လိုက်ကြောင်းအတည်ပြုလိုက်ပါတယ်အချိန်ထဲမှာပဲချက်စီသင်းကနစ်ကလက်ချက်စင်ကိုမရောက်ဘူးလို့ဆိုသည့်တိုင်အောင်တန်း60ဈေးတတ်မှတ်တယ်ဆိုပြီးသတင်းတွေတက်နေတယ် ဒါဝင်းနူညက်ကလီဗာပူးကထွက်ရင်သူပြောင်းချင်တဲ့အသင်းဟာနာပိုလီအသင်းသာဖြစ်တယ်လို့ဆိုထားပြီးတော့မဂေဟီကိုလီဗာပူးကစတင်ကြိုးပမ်းလျက်ရှိတယ်။ဘာဆိုနာအသင်းကလည်းနီကိုဝီလျံအပြောင်းရွှေ့ကိုအက်တလက်တစ်ကလပ်နဲ့အကျိတ်နဲ့ဆွေးနွေးနေပြီးတော့အပြီးတတ်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ဒါကအခုလောလောဆယ်စိတ်ဝင်စားစရာထိတ်တန့်အပြောင်းရွှေ့ဒန်တီဆိုဖာနဲ့ဒါလက်တော့ဖြစ်နေတဲ့အပြောင်းရွှေ့တွေရဲ့နိစ္စရအပြောင်းရွှေ့ close ဖြစ်နေတဲ့အကြောင်းအရာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်